တေးဆရာနဲ့ကိစ္စအပါဝင်သူမအကြောင်းမကောင်းပြောနေတဲ့လူတွေကိုတိခတ်မှာမဟုတ်ကြောင်းပြောလာတဲ့ဝိုင်းစုခိုင်တဲ့ဝိုင်းစုခိုင်တဲ့ကတော့သူမရဲ့တိတ်ကံကိစ္စတွေကိုအခုလက်ရှိအချိန်မှာပြန်လည်စဖို့ပြီးတပုတ်လီလွင်ပြောဆိုနေသူတွေကိုလုံးဝတိခတ်တော့မှာမဟုတ်ဘူးထိတ်ထိတ်တုံ့ပြန်သွားမယ်ဆိုပြီးပြက်ပြက်သားသားတတိပေးပြောဆိုလာပါပြီအလုံးတိကြတဲ့အတိုင်းခုလတလောမှာမင်းသားဟင်းဝေရန်နဲ့မင်းသမီးစွပြေတစင်တို့ရဲ့မင်္ဂလာပွဲကိစ္စတွေကလူပြောများနေတာပါ ဒီမင်္ဂလာပွဲကျင်းပတဲ့အချိန်နဲ့တပြိုင်တည်းမှာပဲတချိန်ကဟိမရရဲ့ချစ်သူဟောင်းဖြစ်ခဲ့တဲ့ဝိုင်းစုခိုင်တဲ့ရဲ့အတိတ်ကဖြစ်ပျက်တွေဟာလည်းပြည်သက်တွေကြားထဲမှာပြန်လည်လူပြောများလာပါတယ်ပရိသတ်တွေကဝိုင်းစုခိုင်တဲ့ဟေဝိယံတို့အယမ်းချစ်ခဲ့ကြတဲ့ချစ်သူဘွားတို့ကနှစ်ယောက်သားခိုးပြေးခဲ့တဲ့အထိဖြစ်ခဲ့ပူတာ။ဒါပေမဲ့မိဘတွေရဲ့အတင်းကျပ်ခွင့်မှုကြောင့်လမ်းခွဲခင်ရတာတွေကိုပြန်ပြီးတတိယကြပါတယ်။ ပြည်ထောင်များစုကဝိုင်းစုခိုင်တဲ့အပေါ်တနာတဲ့စိတ်တွေနဲ့သူပကရက်တီပြီးတဲ့ comment တွေကိုရေးသားခဲ့ကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာဝိုင်းစုခိုင်တဲ့ကိုတနာပိသူပကရက်တီချတဲ့လူတွေရှိသလိုဟိဝရန်နဲ့စိုးပြေတစင်တို့ရဲ့မင်္ဂလာပွဲကိုအနောက်ရှက်မဖြစ်စေချင်တဲ့သူတို့ဘက်ကအကာအကွယ်ပေးချင်တဲ့ပြည်သက်တွေလည်းရှိလာပြန်ပါတယ်။အဲဒီမှာတင်ပြဿနာကစတာပါ။ဟေးဝရန်တို့ဘက်ကကာကွယ်ပေးတဲ့ပြည်သက်တချို့ကဝိုင်းစုခိုင်တဲ့ရဲ့နောက်ကျောင်းတွေကိုပြန်လဲဖော်ထုတ်လာကြပါတယ်။ သူတို့တိုက်ခိုက်တဲ့အချက်ကတော်တော်လေးကိုပြင်းထန်ပါတယ်။အနာကတော့ဝိုင်းစုကန်သိန်းဟာဟိမယန်နဲ့မကြိုက်ခင်ကတည်းကနာမည်ကြီးတင်းရင်းစရာတယောက်နဲ့လိုက်ပြေးမှုတယ်။ထွက်ပြေးမှုတွေဆိုတဲ့ကိစ္စတွေကိုအခုမှအစပြန်ဖော်ပြီးဆိုရှယ်မီဒီယာပေါ်မှာအပြင်းထန်ရေးသားလာကြတာပါ။ဒါဟာအရှင်ကဒီလိုတွေဖြစ်ခဲ့တာပဲဆိုရင်ပုံစံမျိုးနဲ့ဝိုင်းစုကန်တင်ရဲ့ပုံရိပ်ကိုထိကန်အောင်သူလဲရှင်ကဒီလိုပဲအခုမှဟင်းဝီရန်ကိုတနာနေစရာမလိုဘူးဆိုရင်သဘောမျိုးနဲ့တမင်လောက်ချန်ပြောဆိုလာကြတာဖြစ်ပါတယ်။ ဒီလိုမျိုးသူမရဲ့တိတ်ကံကိစ္စတွေအထူးသဖြင့်အခုတစ်တပံပြန်ပေါ်လာတဲ့တေးရေးဆရာနဲ့ကိစ္စတွေကိုပါဆွဲထည့်ပြီးအောင်ဆုံးထိဆွဲချတိုက်ခိုက်လာကြတဲ့အတွက်ဝိုင်းစိုးခိုင်တင်ကတီးမခံနိုင်တော့ပဲပောက်ကွဲလာတာဖြစ်ပါတယ်။သူမကဒီကိစ္စတွေနဲ့ပတ်သက်ပြီးပြက်သားတဲ့စကားတစ်ခုကိုပြောခဲ့ပါတယ်။အဲ့ဒါကတော့သူမဟာတိတက်ဆအရွယ်ကလေးကဘသူ့အပေါ်မှာမှမယုံမှဘူးဘူး။ဘသူကမှချေထိုးတာစီးပွားပြောင်းလောက်တာမျိုးမလုပ်ခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့သူမကိုလာပြီးလို့ရင်သူမကိုမုံနေသူတွေကမုံနဲ့စီးပောင်ကိုကြော်လာရင်သူမတီးခတ်နိုင်တဲ့စီးကိုကြော်ပြီးတတ်ခံလာရင်လုံးဝငြိမ်ခံနေတော့မှမဟုတ်ပင်ထိတ်တိုက်တုံ့ပြန်သွားမယ်လို့ပြက်ပြက်သားသားကြေညာလာတာပါ။ဒါအောင်ဝိုင်းစုခိုင်တိန်ဘက်ကသူမကိုမစီမဆိုင်ဆွဲထည့်နေတာတွေအတိတ်ကကိစ္စတွေဟုတ်တယ်မဟုတ်တယ်မသေးချတဲ့တင်းရဲဆရာကိစ္စလိုမျိုးတွေကိုအခုမှလာပြီးတပုတ်လွင်လွင်ပြောနေတာတွေကိုတော်တော့ပြီးရက်လိုက်ပြီဆိုရင်တတိပင်းလိုက်တာပါပဲ။ ရိတ်တကြီးရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲအတိတ်မှာပြီးခဲ့တဲ့ကိစ္စတွေကိုအခုလက်ရှိအချိန်မှာပြန်လည်ဖော်ထုတ်တိုက်ခိုက်တာတွေကတရားမျှတမှုရှိရဲ့လားဝိုင်းစုခိုင်တင်းရဲ့အခုလိုပြတ်သားတဲ့တုံ့ပြန်မှုကိုဘယ်လိုမြင်လဲဆိုတာပြောသွားကြပါအောင်ရှင်ကြည့်ရှုပေးကြလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်